မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စီးပွားရေးစနစ်အတွင်းပိုရှန်ငွေကြေးတွေဖြစ်နေတာကြောင့်ငွေကြေးဖောင်းပွားမှုမဖြစ်စေဖို့အဲ့ဒီများပြားနေတဲ့ပိုရှန်ငွေတွေကိုနီးလန်းနှစ်ရက်နဲ့နှုတ်သိမ်းဖို့အဆုံးဖြတ်ထားတယ်လို့စစ်ကောင်မရှင်လောက်ခံဗဟိုဘဏ်ကအော်တိုဘာလ3ရက်နေ့မှာကြေညာပါတယ်အဲ့ဒီထဲကနီးလန်းတစ်ခုကတော့ ။ဘဏ်တွေအနေနဲ့ဗဟိုဘဏ်မှာမြန်မာကျပ်ငွေနဲ့28ရက်တာထိန်းသိမ်းထားရှိရမယ့်ငွေသားပမာဏထက်ကျော်လွန်တဲ့ပြန်မြအရန်ငွေပမာဏကိုတိုးမြင့်ပြီးအဲ့ဒီအပေါ်ပေးတဲ့အတုံးနှုံးကိုငွေကြေးဈေးကွက်ပြန်မြတလတက်တန်အတုံးနှုံးနဲ့ပြင်ဆင်သတ်မှတ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ကြီးညာချက်ထဲမှာဘလောက်တိုးမြင့်မယ်ဆိုတာထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ဘိုးဘန်ကတော့အခုလိုပိုရှန်ခွေကြီးတွေများပြားလာတာဟာ digital ငွေပေးချေမှုစနစ်ပုံမှန်သုံးဆွဲလာလို့ဘဏ်လုပ်ငန်းစနစ်အတွင်းအနှံငွေတွေတိုးမြင့်လာတာကြောင့်ဘဏ်တွေကဘိုးဘန်မှာအနှံငွေပမာဏလည်းမြင့်တက်လာတာကြောင့်လို့ဆိုထားပါတယ်။ဒါပေမဲ့လ ీల ဆောင်ကြည့်သူတချို့ကတော့ဒီလိုမျိုးပိုရှန်ငွေကြီးတွေများပြားလာတာရဲ့အကြောင်းရင်းထဲမှာငွေဆက်ကိုပုံမှန်ရိုက်ထုတ်တဲ့အချက်တခုလည်းပါဝင်နေရလို့သုံးသပ်ကြပါတယ်ရှင်။ ထိုင်းနိုင်ငံမဲဆောက်မျိုးက Join House Call PTA မှာတပြေး Creative Resistance in Myanmar အမည်ရှိတဲ့ New Dollar ရေးမှတ်တမ်းရုပ်ရှင်ပြသပွဲကိုအော်တိုဝါလာ၂ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။မောင်တူးပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ Join House တီထောင်သူလည်းဖြစ်မြမဒီမိုကရေစီရေးမှတ်တမ်းရုပ်ရှင်တွေကိုနှစ်ပေါင်းများစွာ ရိုက်ကူးခဲ့သူလည်းဖြစ်တဲ့မစ္စစ်ဂျင်းနီက၃နှစ်ကြာသပြေရုပ်ရှင်ကိုရိုက်ကူးထုတ်လုပ်ပြသခဲ့တာပါဟုတ်ကဲ့ဒီနေ့ကကျမတို့တပြေးဆိုတဲ့ documentary ရုပ်ရှင်လေးပေါ့နော်။အာရိုက်ခဲ့တာတော့၃နှစ်ကျော်သွားပြီပေါ့နော်။အာဆ iam ဂျန်နီကဟိုကျမနေတဲ့အဲ့လိုမျိုးပေါ့စခန်းနေအဲ့အထိလိုက်ပြီးတော့ပေါ့နော်။ကျမနဲ့လည်းအတူခီးသွားပြီးတော့ရိုက်ခဲ့တယ်ဆိုတော့ကျမတို့ဆိုတော့အဲ့မှာ၃နှစ်ကျော်သူ ဟိုအချိန်ယူပြီးရိုက်ခဲ့တယ်ကျမတို့မှဟိုတော်တော်လေးမေ့သွားပြီဒီရုပ်ရှင်ကဖြစ်ပါဦးမလားပေါ့နော်ဒါမဲ့ finally မှာဟိုဥစားလေးအာရလက်ကတော့ imitator မှာကောင်းပါတယ်လို့တော်တော်လေးဟိုချိခဲ့သမျှကဟိုတော်တော်လေးသူတို့သဘောကျကြပါတယ် as a member of parliament for five years. When the spring revolution started, my campaign manager, he was arrested. စစ်တပ်အာဏာသိမ်းတာခံထားရတဲ့မြန်မာနိုင်ငံရဲ့အခြေအနေအစစ်အမှန်ကိုမြင်တွေ့နိုင်တဲ့တနအီကြာရုပ်ရှင်ဇာတ်ကားတကားလေးဖြစ်တာပါ ဒီချစ်ခင်အားရဲ့ဂျန်နီရဲ့ဖလင်မိတ်ကရိုက်ထားတဲ့ဟာလေးဖြစ်တော့ဒီကိုရိုစိတ်ဝင်စားပြီးတော့လာကြည့်ရပါတော့เนาะပြီးတော့ဒီနေ့ဆိုရင်ဒီအာမြန်မာနိုင်ငံမှာဘာတွေဖြစ်နေရဲဆိုတော့ဟာကိုဒီမြန်မာလက်ရှိအခင်းစင်းထဲမှာရှိနေတဲ့အနေအထားတစ်ခုကိုအာနီကိုရိုဒီနေ့ documentary ကနေတနားရီကြော်စားဆိုရင်လည်းအဲ့အချိန်တော့အတွက်မှာနီကိုရိုပြန်သွားကြမယ်ပေါ့နော်တပည့်ရောအခြားမြန်မာရှင်တွေရောစုပြီးတော့ ကိုကျွန်တော်ကျွန်တော်တို့တန်လက်မဟုတ်ဘူးကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့တရောနိုင်ငံဆန်းလက်မဟုတ်ဘူးကြည့်လို့မရအောင်ဒီတပြေရုပ်ရှင်ဇာတ်ကားကိုဘန်ကောက်မြို့နိုင်ငံခြားသတင်းတော်များကလပ်နဲ့မဲဆောက်မြို့ကလူငယ်ကလပ်တွေမှာလည်းပြသခဲ့ပြီးပါပြီကြည့်ကြရတဲ့ဖြစ်ရတွေကိုရိုက်ကြအောင်လူတွေ character တွေဖြစ်ရတဲ့ဖြစ်ရနေရပါဗျာ တကယ်မာဒီရောလောစယ်မှာအဲ့ထက်မှာပါနေလို့ကျွန်တော်ရှင်းတယ်အဲ့ရဝေယျရှင်ရဲ့ကိုကောင်းနေရဖြစ်နေလို့ထင်ပါတယ်။ဆရာကလည်းဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဟွာပေါ့ဒီခေတ်ကြီးမှာကျွန်တော်တို့တွေဟွာပေါ့သမိုင်းမှတ်တမ်းလည်းလိုအပ်တဲ့ဒါလည်းတစ်ခုထောက်ပြီးတင်ပြလို့ထင်ပါတယ်။အခုပြသခဲ့တဲ့တပြေຫນွေဦးဒေါ်လန်ရေးမှတ်တမ်းရုပ်ရှင်စကားကိုထိုင်းနိုင်ငံချင်းမိုင်မြို့နဲ့အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့တွေမှာလည်းဆက်လက် ြတ်တာသွားဖို့စီစဉ်နေကြပါပြီခမကျွန်တော်မောင်တူပါနားရတာကတော့ဒီသူများရေးရင်းနာနဲ့တနည်းအားဖြင့်နိုင်ငံရေး ားနိုင်တဲ့ကြပြမျိုးရွှေ့လိုက်ဖြစ်ခြင်းရင်ဘုံမကောင်းများလို့စဉ်းစားမှုတွေလည်းရှိရဲ့မရှိလေနိုင်ပါရှိအမရှိလေလက်တုံးကြောင့်ဟာအာနာရှင်တွေကြောင့်ဖောက်ကုန်မယ်ဒီသူကြားနေတယ်ဘာလို့ချင်းချင်းတွေ့ရကလက်တုံးကြောင့်ခေါင်းပြီးနှုတ်ဆက်ကြ TV ဦးမြင့်တန်းကြရဲ့နောက်ဆုံးရသတင်းတွေကိုရှင်းစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်